ဓမ္မဝိဟာရဆရာတော်ရှင်ညာနတတ်တော်89နှစ်ပြည့်မွေးနေ့အထိမ်းမတ်မိန်ကြားသော80စကား89ခွန်းအတန်စာအုပ်အပိုင်းနှစ်နံပါတ်38လူဟာဝင်းကျင်တွေနဲ့ဆက်ဆံရပါတယ်အထူးအဖြစ်လူတွေနဲ့ဆက်ဆံရပါတယ်ဓာတ်တဘာဝရည်မြတောတောင်တလိ္ဆန်ပိုးမွားတွေနဲ့လည်းဆက်ဆံရပါတယ်သူတို့ကိုမိခိုရမှာလားစန့်ကျင်ရမှာလားတခုခုနဲ့ပေါ့ ဒါရီယာမလွဲမသွေဆက်ဆံနေရတာတွေပါပဲအဲ့ဒီခါမှလူဟာကိုကိုကိုပြာဏထားပြီးတော့စဉ်းစားပြီးဆက်ဆံကြတာထုံးစံမယ်တခါတလေလောက်ကတော့သူများကိုပြာဏထားပြီးတော့ဆက်ဆံတာရှိပါတယ်ဒါကြောင့်အဲ့ဒီလူဆက်ဆံသူကိုချီးမွမ်းကြတယ်တက်နိုင်ရင်အဲ့လိုလူလူလှုပ်ချင်ကြတယ်ဖြစ်လဲဖြစ်ချင်ကြတယ်ကဘာပေါ်မှာလူကလူကိုဆက်ဆံနေအဖြစ်ဒီနှမျိုးပဲတိကြပါတယ်လူအစည်းယုံကိုဒီနှမျိုးနဲ့ပဲတိဆောက်ကြတယ်ဒါကြောင့်လူအစည်းယုံဟာမခိုင်မြဲကြဘူး ဗုဒ္ဓဘုရားဟာဓာတ်ရဲ့လိုအပ်ချက်ကိုဖော်ခဲ့တယ်။အဲ့ဒါကကံကြီးအောင်နေနီးထိုင်နေလုံနီးကြိုင်နေပဲ။ကံကြီးနဲ့လက်ကျင်ငန်းတွေ ပြီးအောင်ကျင့်ပြီးသူဟာတဦးနဲ့တဦးဖြူကျင်ဖြူမဲကျင်မဲပူကျင်ပူရှည်ကျင်ချီစီလုံးမှာပါပဲ။39အလူခံတွေကိုလှူတဲ့အခါမှာကိုကလူခံတွေကိုလှူတဲ့အခါမှာကိုကအရိယာမဖြစ်ရင်တော့ကရိယာဖြစ်အောင်မလှူတတ်တော့ပါဘူး။ဒါတွေကိုလှုပ်တတ်အောင်ကတော့အရိယာတရားပဲသိအောင်ပွားရမှာပါပဲ။ 40မားတာဟုပြုတ်သူတွေကကိုကစတာနဲကြပါတယ်တော်တော်ဆိုးသွမ်းတဲ့သူတွေလောက်ပဲကိုကစပြီးတော့မားတာဟုလုတ်တက်ကြပါတယ်ဒါကြောင့်ကိုကမစပေမဲ့လည်းမမားရအောင်အမြင်တစ်ခုကိုပွားပေးရမှာပါပွားရမယ့်အမြင်ကမားကြသူတွေကစိတ်မနှံ့ကြသူတွေလို့ပါပဲသူကစတာခံရလို့မှားမှားမားသူကစိတ်မနှံ့သူပဲသူကစိတ်မနှံ့ဖြစ်ပြီးတော့မားတာဟုကိုကခံရတော့ကိုမားလည်းစိတ်မနှံ့တဲ့အခံကရှိထားလေတော့ ကိုယ်စိတ်လဲထလာပြီးတော့မနှံ့တာဖြစ်တော့တာပဲအဲ့ဒီအခါမှာကိုကလည်းပြန်မှားတာလုတာပဲအဲ့ဒါကိုအယူအကူခံရတာလို့သိရမှာပါအယူဟာကုတတ်တဲ့အရာလို့လူတွေအသိနေကြပါတယ်အနူကသာလူတွေကိုကုတတ်တာလို့သိပြီးတော့အနူကိုသာကြောက်ကြတာပဲတကယ်တော့အယူကအနူထက်အကူမြန်တယ်တလောကလုံးမှာယူနာတွေအကူခံနေကြရတာပဲနူနာကနည်းနည်းပဲကူတာပဲ ဒီတော့နူနာရှိသူကိုတတိထားတာထက်ယူနာရှိသူကို ပို့ပြီးတော့တတိထားရပါမယ်နူနာအကူမခံရဘူးအနူနဲ့ကင်းအောင်နေတာပဲယူနာအကူမခံရဘူးယူသူကိုတတိထားရမယ်မဟုတ်လားယူသူကစလာအောင်တော့တောင်းမှဒါကအယူကစတာဆိုပြီးတော့ပြိုင်ဖက်နေမှာထက်ဒီလိုမခံရအောင်ရှောင်လွဲဖို့ကြိုးစားကြရမှာပါပဲ47လူဟာမိဘကပေါက်ဖွားလာစားကလူမဖြစ်သေးပဲနဲ့ လူအမှုအကျင့်နေလေ့ကျင့်ပွားများပြီးမှလူဖြစ်တယ်လို့ပြောစမှတ်ရှိတဲ့အတိုင်းလူဟာလူဖြစ်ဖို့အမှုအကျင့်တွေကိုလေ့ကျင့်ရမှာပါကျောင်းတက်တရားနာမှလေ့ကျင့်နိုင်မယ်ဆိုရင်သူ့အတွက်လူဖြစ်ဖို့မလွယ်ပါဘူးလူချင်းချင်းပြောခွင့်ဆိုခွင့်နေတာပြီးတော့ပြောတာဆိုတာကိုခံရမှလူဖြစ်အောင်လေ့ကျင့်နိုင်ကြမှာပါသူဖြစ်နေတာကိုပြောခွင့်မရလို့မပြောနိုင်ကိုဖြစ်နေတဲ့လူနဲ့မတော်တာတွေလဲကိုကပြောခွင့် ပေးမထားလို့ပြောဆိုပြုပြင်တာမရဆိုလို့ရှင်ရင်ဘလို့လုတ်ပြီးတော့လူဖြစ်ကြပါမလဲကြာတော့ကိုကိုလဲလူကအပြမခံရလို့မမြင်သူ့ကိုလဲကိုကမပြလို့မမြင်ဖြစ်ပြီးတော့ကိုမြင်တယ်လို့ကိုကအတိတ်ပဲကောက်လုတ်ကြရင်တဦးနဲ့တဦးအပြစ်ပဲမြင်တတ်သူတွေလို့ထင်ပြီးတော့တည်င်းအချက်အလက်အမှားတွေပဲတည်သူ ဖြစ်ပြီးတော့ရှုပ်ထွေးကုန်ကြတော့တာပေါ့ ဒီလိုမဖြစ်ကြရအောင်တဦးနဲ့တဦးပြောဆိုမှုအနှံ့ကြတာဟာအသည့်မြတ်ဆုံးရင်ကျေးမှုကိုထူထောင်တာပဲဖြစ်တယ်။ဒီလိုရင်ကျေးမှုထူထောင်သူတွေကိုလူတွေကမျက်နှိုးကြမှာပါ။ဒါကမဖောက်မဖောက်ကြရအောင်တော့အားထုတ်ကြရမှာပဲ။ဒီလိုဖြစ်ရင်အောင်မြင်ကြမှာပါ။၄၂။စေကြောတဲ့အရွယ်တွေဟာကြီးကောင်ဝင်တဲ့အရွယ်တွေပဲ။ဒီအရွယ်မှာရှိရမယ့်စိတ်တွေရုပ်တွေဟာငငယ်ကရှိတဲ့စိတ်တွေရုပ်တွေတော့ဘယ်ဟုတ်ပါ့။ ဘယ်ဟုတ်ပါတော့မလဲမိဘရဲ့အရေးအောက်မှာဖြစ်စီ၊ကိုယ်ရမှာဖြစ်စီအပြောင်းလဲကတော့ဖြစ်မှာပဲဖြစ်တာကတဘာဝကြပါတယ်မဖြစ်ရင်တော့မှချွတ်တဲ့ရရောက်မှာပါဒါပေမဲ့မိဘအရေးအောက်မှာနေ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 ရသူဟာအဲ့ဒီလူငယ်တဘာဝကိစ္စအမြင်ထဲမှာမိဘအရေးအောက်နေရတဲ့အဖြစ်ကိုယ့်ရဲ့အဖြစ်ကိုပါထည့်သွင်းစဉ်းစားမိဖို့တော့လိုပါတယ်ဒါမှတဘာဝဖြစ်စဉ်နဲ့လိုက်လျောကိုက်ညီမယ်မဟုတ်ပါလားမိဘရဲ့အရေးအောက်ကလွတ်ပြီးဆိုတော့မှ ကိုယ့်ရဲ့ပမာဏကိုထည့်တွက်စဉ်းစားရမှာမဟုတ်လားကိုယ့်ကိုယ့်ရဲ့ပမာဏအမှန်ကိုထည့်တွက်ဖို့မမေ့ရင်ဘယ်လူငယ်တဘာဝကိစ္စဖြစ်ဖြစ်မိဘအရေးအောက်မှာရှိနေသေးလဲစဉ်းစားခွင့်ရှိပါတယ်53လူလောကအဖွဲ့အစည်းရဲ့စီကံကတစ်ခုပဲရှိတယ်လို့ပြောရမယ်အဲ့ဒါကမျှတမှုပဲကိုယ့်ရဲ့ပြောဆိုပြုမှုနေထိုင်တာတွေဟာလူလောကအတွက်အလို့အကျွေးပြုစောင့်ရှောက်နေတာတွေဖြစ်ရမှာပါကိုယ်ဟာလူလောကရဲ့စောင့်ရှောက်မှုကိုရယူနေတဲ့သူပဲ ကိုကလောကကိုဒီလိုကိုနှုတ်နှလုံးတွေနဲ့ပြန်မဆောင်ရှောက်မလွတ်ကျွေးရင်မမျှတတာပဲဖြစ်မယ်လူလောကမှာကိုရှင်သင်ရည်တည်နေနိုင်တာဟာကိုဟာကိုပဲဆိုတဲ့အမြင်မှားကိုရှည်ရှည်ဝေးဝေးမျှော်တွေးဆင်ခြင်ပြီးတော့အဲ့ဒီအမြင်ပြောက်အောင်လုပ်ရမှာပါပဲ54အမှုဖြစ်ရာမကောင်းတဲ့ကိုနှုတ်နှလုံးတွေစိတ်ပါလက်ပါလှုပ်ခြင်းမလှုပ်ခြင်းနဲ့ကောင်းတဲ့ကိုနှုတ်နှလုံးတွေကိုစိတ်ပါလက်ပါလှုပ်ခြင်းမလှုပ်ခြင်းကပဓာဏမဟုတ်ဘူး လူလောကနဲ့မိမိရဲ့အကြောင်းမှာမျှတာတဲ့အသိရှိခြင်းမရှိခြင်းနဲ့ပဲပတ်သက်တာဖြစ်တယ်။ကိုကိုကိုလူလောကရဲ့အဖွဲ့ဝင်တယောက်အဖြစ်မသိလို့ရင်ဖြစ်ဖြစ်လူလောကနဲ့မိမိရဲ့အကြောင်းမှာအလုတ်ကျွေးအဆောင်ရှောင်မျိုးမမျှမတာဖြစ်နေတာကိုမသိရင်ဖြစ်ဖြစ်အဲ့ဒီသူရဲ့ကိုယ်နှုတ်နှလုံးစိတ်ပါလက်ပါလှုပ်ရှားလှုပ်ဆောင်ချက်တွေမှာအမှုတွေဖြစ်မှာပဲ55အိမ်မာနေတဲ့အိမ်သားတကူကအိမ်နဲ့ဆက်တဲ့အလုတ်ကျွေးပြုနိုင်တာကိုမပြုဘဲနဲ့အိမ်ရဲ့စားသုံးစရာတွေကိုစားသုံး စားသုံးတိုက်တာထက်ပိုပြီးတော့စားသုံးတယ်ဆိုလို့ရှိရင်ဒီသူကြောင့်ဒီအိမ်ရဲ့မျှတမှုဆောင်တာတွေကပြက်စီးပြီးတော့အိမ်ရဲ့ငင်းချမ်းမှုကလည်းအဆုံးရှုံးခံရမှာပဲအဖွဲအစည်းနဲ့အဖွဲသားလည်းဒီလိုပဲ46လူအားလောကကိုမြင်တဲ့နဲ့ကိုအသက်ရှင်ချမ်းမြေ့အောင်ကိုအကူရက်တည်နိုင်သလားလို့ပဲကိုရက်တည်နိုင်အောင် ထောက်ကန်ထားရတဲ့အရာတွေကအများပြားမဟုတ်လားဒါတွေကလောကရဲ့လုပ်အားတွေပဲ လောကရဲ့အထောက်အကူတွေကိုယူပြီးတော့လောကကိုအထောက်အကူမပေးကြဘူးလို့ဆိုရင်အဲ့ဒီလောကကလည်းလောကရဲ့အထောက်အကူနဲ့ရက်တည်ရတာဖြစ်တော့လောကကြီးကပျက်စီးယူရင်းသွားမှာပေါ့58လူချင်းချင်းမှာစောင့်စည်းတိုက်တာတွေရှိတယ်အဲ့ဒါတွေမစောင့်စည်းတာဟာမလုထိုက်တဲ့အမှုပဲမစောင့်စည်းတိုက်တာတွေကိုစောင့်စည်းတာလည်းမလုထိုက်တဲ့အမှုပဲဖြစ်တယ်လူချင်းချင်းမှာစောင့်ရှောက်ထိုက်တာတွေလည်းရှိတယ်အဲ့ဒါတွေကိုမစောင့်ရှောက်တာလည်းမလုထိုက်တဲ့အမှုပဲ59 မဆောက်ရှောက်တိုက်တာကိုဆောက်ရှောက်တာကလည်းမလုထိုက်တဲ့အမှုတွေပဲပေါ့58လူဟာတယောက်နဲ့တယောက်ညီညွတ်လာပြီဆိုရင်အဲ့ဒီညီညွတ်တာအပေါ်မှာမှီပြီးတော့တက္ကလာပျော်လာတယ်ပျော်လာရင်ပျော်တာပေါ်မှာမှီပြီးတော့အပြင်မှာပျော်စရာမရှိဘူးကို့အိမ်ထဲမှာပျော်စရာရှိနေတော့ကို့လူချင်းချင်းတွေ့ရတာပျော်နေတော့အပြင်မှာပျော်စရာမရှိတဲ့မရှာတဲ့သူကကို့အိမ်လုပ်ငန်းထဲမှာပဲပိုပိုဖိဖိစီစီလှုပ်လိုက်တယ် တယောက်ကိုတယောက်ညူညူဆူဆူဆောင်းဆောင်းမြောင်းမြောင်းမညင်ညွတ်တာဖြစ်မယ်ဆိုရင်ကတော့အိမ်ထဲမှာနေရတာဟာမပျော်ဘူးအပြင်မှာပဲပျော်စရာရှာမယ်အပြင်မှာပျော်စရာရှာတဲ့လူကအိမ်လုံးကိုလုံးရမှာပြင်းတယ်အဲ့လိုဆိုဒီအိမ်ရဲ့စီးပွားရေးကြီးပွားရေးလူမှုရေးအဆအဆမတိုးတက်တာဖြစ်လိမ့်မယ်မလုံးမဖြစ်လို့လုံးနေကြရပြီမဲ့အဲ့ဒီလူအဲ့ဒီလူအဖြစ်တွေဖြစ်လိမ့်မယ်49လူတယောက်ကအကြောက်တွေအားကြီးတယ် အမက်တွေလည်းအားကြီးတယ်မြစ်စရိယလို့ခေါ်တဲ့မနာလိုဝန်တုံမှုတွေလည်းအားကြီးတယ်ဆိုရင်အဲ့ဒီလူပေါင်းလို့သိလို့ကောင်းပါမလားပေါင်းလို့သိလို့မကောင်းတဲ့လူတယောက်ဒီအစုအမက်ထဲမှာရောက်လာပြီဆိုရင်ဒီလူရဲ့အစုအမက်အတွက်ခလုတ်စူးညောင်ဖြစ်နေမှာပဲ90မြတ်စွာဘုရားရဲ့တရားဆိုတာဘာတုံးလို့ပြောရင်မနာလိုတာတွေဝန်တုရာတွေညူစုတတ်တာတွေစောင်းမြောင်းတာတွေကြောက်တတ်တာတွေမက်မောတာတွေဒါတွေကုံသွားစေတတ်တဲ့လမ်းဟာမြတ်စွာဘုရားရဲ့တရားလမ်းပဲ ဒီတရားလမ်းကိုမြတ်စွာဘုရားကနက်နက်ဆိုင်ဆိုင်ကြီးနဲ့တခါလဲမပေါ်မလွင်မြုပ်မြုပ်ကွယ်ကွယ်ကြီးနဲ့မပြောခဲ့ဘူး51လူကကြီးလာလီမှားလာလီလီနဲ့မှားတာငငယ်လေးတို့ကမမှားဘူးငငယ်လေးတို့ကတော့ချက်ဆရာလေးပေါ့ဘသူမဆူကလေးတို့ကချက်ဆရာလေးစင်စင်ကြည်ကြည်လေးနည်းနည်းလေးကြီးလာတော့အဲ့ဒီလိုမဟုတ်ချင်တော့ဘူးကြီးလာလီလီမှားလာလီပိုကြီးလာလီတိတ်မှားသွားလီပဲ51 တခါလေနောက်ဆုံးပိတ်တရားမသိပဲနဲ့များအိုသွားလို့ရှိရင်တော့ဘယ်တော့မှတရားမရတော့ဘူးအဲ့ဒီအနေထားမျိုးကရှိသေးတယ်ဒါကြောင့်အငယ်လေးကလေးကတရားရဖို့အတွက်ကြိုးစားကြအငယ်လေးကလေးကတရားပေါ်ကနေလုံးဝအသွေးဖယ်မရှိအောင်လို့ကြိုးစားကြမြတ်စွာဘုရားရဲ့တရားတော်ဆိုတာဟာငငယ်လေးကလေးကရကြရမယ်တရားဖြစ်တဲ့အတွက်တရားရဲ့အရေးချင်းကိုသိပြီးတကလာတခါလေတရားမှားပြီကိုတရားမှန်လို့ထင်ပြီးတော့ ရည်တည်ရောင်တောင်နဲ့ငါတို့ကတော့ဖြစ်မအားသေးပါဘူးငါတို့ကငေပါသေးတယ်ငါတို့မှအချိန်မပေးနိုင်သေးဘူးငါတို့မှဘာအကျိုးမှတရားကမလိုလားသေးပါဘူးလို့မလုပ်ကြပါနဲ့52နွားចောင်းသားဟာနွားរីကိုចောင်းပေးတဲ့သူဖြစ်တယ်လို့ဘုန်းကြီးတွေဆိုတာလူတွေကိုထိန်းចောင်းပေးနေတယ်လူလူတွေဟာကိုယ့်ရဲ့လှုပ်ရည်၊ကန်ရည်တွေ၊စားရည်၊ခွေရည်၊နေရည်အဲ့လိုမျိုးအရေးတွေရှိနေသေးတဲ့အတွက်လူတွေမှာတီးတီးတန်းတန်းလူတွေကိုလမ်းညွန်ပေးတဲ့လူမရှိဘူး ုံကြီးဆိုတာကအဲ့ဒီလိုလမ်းညွန်ပေးတဲ့သူပဲအဲ့ဒီလိုမှတ်ရမယ်ဒီလမ်းညွန်ကိုပြပြလမ်းမညွန်ဘူးဆိုရင်အဲ့ဒီဘုံကြီးကဘုံကြီးအလုပ်ကိုမလုပ်တဲ့လူလို့မှတ်ရမယ်53တရားဘယ်လိုကြစ်မရုံးလို့ဆိုရင်မှတ်ထားတရားဆိုတာဘယ်ဟာရုံးဆိုတဲ့အရာကိုပြပြကြီးတိကျရမယ်မတရားတာရရဲ့ဗျောင်းမြန်ဆန့်ကျင်ဘက်ဟာတရားပဲမတရားတွေမဟုတ်တာတရားမတရားတွေမဟုတ်တာတရားဟောတဲ့လောက်ကလေးကိုပြပြကြီးတိကျ တို့တွေမှာမတရားတာတွေရှိရင်တို့ရင်ထဲမှာမတရားတာတွေရှိရင်တို့ရဲ့စိတ်ထဲမှာမတရားတာတွေရှိရင်တို့ကိုယ်ကလည်းမတရားတာတွေဖြစ်မယ်တို့ရဲ့နှုတ်ကလည်းမတရားတာတွေဖြစ်လာမယ်အဲ့ဒီလိုမတရားတာတွေဒါတို့ကိုယ်ကဖြစ်ဖြစ်တို့ရဲ့နှုတ်ကဖြစ်ဖြစ်စိတ်ကဖြစ်ဖြစ်ရှိရင်တို့နဲ့တိတွေ့ရတဲ့သူတွေဟာချမ်းသာပါမလားလို့ဆိုတာမျိုးကိုစဉ်းစားရမယ် တကယ်လို့မြန်ဒိုးနဲ့ထိတွေ့ရတဲ့သူတွေကမချမ်းသာကြဘူးဆိုရင်အဲ့ဒီမချမ်းသာတဲ့အတွက်ဒိုးနဲ့ထိတွေ့ရတဲ့အတိုင်းဝိုင်းဟာကြဆုံးမလားတုတက်မလားအဲ့ဒီအတိုင်းဝိုင်းကြီးတော်ကြဆုံးပြီလို့ဆိုရင်အဲ့ဒီအတိုင်းဝိုင်းမှာနေရတဲ့ကိုကိုတိုင်ကရောတုတက်မလားကြဆုံးမလားကြဆုံးမှာပဲဒါကိုသိပြီးတကလအေးဒိုးတော့မတရားတာကိုဘယ်နည်းနဲ့မှမလုပ်ဘူးမတရားတယ်ဆိုတာဟာအစိတ်အတော့မတရားတယ်ဆိုတာဟာစူးညောင်းလူဘဝကြီးရဲ့အဖြက်လို့မှတ်ရမယ်ဒီတော့ဘယ်သူမတရားမတရားငါကတော့ဖြစ် တရားတဲ့သူတွေရဲ့ဈားထဲမှာငါလည်းမတရားမလုပ်ဘူးမတရားတဲ့သူတွေရဲ့ဈားထဲမှာလည်းငါမတရားမလုပ်ဘူးလို့ဆုံးဖြတ်တဲ့54လောကဆိုတာလူချင်းချင်းရဲ့အစိတ်ဆက်ပဲအဲ့ဒီအချိတ်ဆက်မှာဘေးရန် ပြဿနာရှိတဲ့အချိတ်ဆက်ကလောကီဘေးရန်ပြဿနာငြိမ်းတဲ့အချိတ်ဆက်ကလောကုတ္တရာပဲ55လူဟာစိတ်ကူးစရာအရှိကိုစိတ်ကူးတဲ့စိတ်ကိုမှလူစိတ်လို့ပြောရမှာပါစိတ်ကူးစရာအရှိမဟုတ်တာကိုစိတ်ကူးတဲ့စိတ်ဟာလူစိတ်မဟုတ်တဲ့စိတ်ပဲ55 လူစိတ်မဟုတ်တဲ့စိတ်လူမာဖြစ်ပြီဆိုရင်အဲ့ဒီစိတ်ဟာညစ်ပတ်တဲ့စိတ်ပဲအဲ့ဒီစိတ်ဟာထုံးဖွဲတတ်တဲ့စိတ်လည်းဖြစ်တယ်။နောက်တစ်မျိုးပြောရင်အဲ့ဒီစိတ်ဟာအဖုံးပိတ်စိတ်ပဲအတုံနှောင်စိတ်အစွဲစိတ်လို့လည်းပြောရတဲ့စိတ်ပဲဒါတွေကလူစိတ်မဟုတ်တဲ့စိတ်ရဲ့တဘာဝတွေပဲဖြစ်တယ်။ဒီစိတ်တွေကလောကြီးတာတွေဒေါကန်တာတွေမာယာနာတွေမန်ထောင်တာတွေထိုင်းမိုင်းတာတွေလေးလံတာတွေပြန့်လွင့်တာတွေအရှက်အကြောက်မဲ့တာတွေတွဲပတ်အဖြစ်ခေါ်တတ်တဲ့စိတ်တွေပဲ။ ။ဒါကြောင့်ဒီစိတ်တွေဖြစ်တဲ့သူဟာစိတ်မမှန်တဲ့သူပဲဖြစ်တယ်။စိတ်မမှန်တာတွေထကြတောင်းချမ်းလာလို့ရှိရင်ကိုယ့်ရဲ့အပြုတ်အမူတွေဖြစ်ဖြစ်နှုတ်ရဲ့အပြောစုတွေဖြစ်ဖြစ် စိတ်လှုပ်ရှားတဲ့မျက်နှာဟန်ပန်အမူအရာတွေဖြစ်ဖြစ်လွန်လွန်ကျူးကျူးတွေဖြစ်စေတော့တာပဲ။ကောင်းတာတွေမှာဖြစ်ဖြစ်မကောင်းတာတွေမှာဖြစ်ဖြစ်ဘလူးစီတရေစီးသလိုလှုပ်တော့တာပဲ။အဲ့ဒါကလည်းလူကလှုပ်တာမဟုတ်ဘူး။လူစိတ်ရှိတဲ့သူကလှုပ်တာမဟုတ်လို့ပဲ။ လူစိတ်မဟုတ်တဲ့စိတ်နဲ့လှုပ်တာဆိုတော့လူမဟုတ်သူကလှုပ်တာလို့ပြောရမှာဖြစ်တယ်။ဒီလှုပ်ရှားမှုတွေကအလုံးအကောင်းဆိုးမရွေအမှုရောက်တာတွေပဲ။56လူသားတွေရဲ့အချင်းချင်းမိခိုနေထိုင်မှုဟာလူလောကရဲ့အဖွဲ့အစည်းပဲ။လူတဦးရှင်သန်ရက်တည်ဖို့ကြံတဲ့လူတွေရဲ့လှုပ်အားတွေအများပြားနဲ့ထောက်ကန်ထားရတယ်။ဒါဟာလူတစ်ယောက်တည်းမဟုတ်ဘူး။လူတိုင်းဒီလိုကြီးပဲ။လူတိုင်းပဲလူလောကကိုအားကိုးနေရတယ်ဆိုတာစိတ်ကူးရင်စိတ်တစမဟုတ်ဘူးပဂတိဘာဝပဲ။ ဒါကူမတိလို့ဖြစ်ဖြစ်မန်ကြီးလို့ဖြစ်ဖြစ်တကူတော်အမြင်တွေတိဆောက်ကြငါလုံးလို့ငါရှိတာငါရှိလို့ငါတုံးတာလို့ဖြစ်ကြတယ်ဒါဟာလူလောကအမြင်ကန်းကြောင်ပဲဒီလိုလောကအမြင်တွေကြွယ်ပြီးတော့တကူတော်အမြင်ဝင်တာဟာအစအဆုံးလူစိတ်အပြောက်ခံရတာပဲလူဟာလူလောကအဖွဲ့အစည်းနဲ့တညီတညွတ်တည်းရှိလို့လူလို့နာမည်ရနေတာပဲတကူတော်စိတ်ဝင်သွားတာခံရလို့ရှိရင်လူစိတ်ပြောက်တာခံရတာပဲ၅၀ခွန် ကိုကလူလောကအပေါ်မှာညတ်တတ်အောင်ပြုစုပြုမှုပြောဆိုနေထိုင်နိုင်ရင်ကိုငြိမ်းအေးတာပဲညတ်တတ်ခြင်းကိုမဆောင်နိုင်လို့ရှိရင် အမှုဖြစ်ပြီးတော့ငြိမ်းအေးခြင်းအကွယ်ပျောက်ခံရတာပဲဒီတော့အမှုဆိုတဲ့စကားဟာမငြိမ်းအေးခြင်းရဲ့အကြောင်းဖြစ်တယ်မငြိမ်းအေးခြင်းဟာမမျှတတဲ့အမှုရဲ့အကျိုးဖြစ်တာပဲ58ဒီနေ့လူလောကကိုကြည့်ရင်မငြိမ်းချမ်းနေတာကိုအပေါ်လွင်ဆုံးတွေ့ရမယ်ဘာကြောင့်မငြိမ်းမချမ်းဖြစ်နေသလဲအကြောင်းကိုရှာနေကြတယ် လူလောကကြီးကိုဘယ်သူတွေတိဆောက်ထားလို့လဲလူတွေရဲ့အမှုတွေနဲ့ပဲတိဆောက်ထားတာပဲလူတွေရဲ့အမှုတွေနဲ့ပဲတိဆောက်ထားတာပဲအမှုတွေဟာကိုကလောကကိုမလွဲတာလို့စောင့်ရှောက်နေရပြီးတော့လောကရဲ့စောင့်ရှောက်မှုတွေကိုအရှံပဲရယူဖို့စိတ်ဆောနေကြတယ်။ဒါဟာမငင်းချမ်းတဲ့လောကကြီးဖြစ်ဖို့အတွက်လုံလောက်တဲ့အကြောင်းမဖြစ်သေးလို့လား။59အမှုမြောက်မဲမမြောက်မဲမသိသူဟာမလွတ်မြောက်နိုင်သူပဲ။အမှုမြောက်တဲ့အမှုဟာလူကိုရစ်ပတ်တုံ့နှောင်တတ်တဲ့အတွက် အမှုမြောက်တယ်လို့ပြောရတာဖြစ်တယ်အမှုမြောက်မမြောက်မသိဘဲနဲ့ပြောဆိုပြုမှုနေထိုင်သူဟာအမှုရဲ့မြောက်တာတဲ့ဟုရောက်သွားနိုင်တယ်အဲ့လိုအရောက်ခံရသူဟာကိုကိုကိုအမှုပတ်ခံရပြီလို့အတိမဖြစ်ဘူးဒါကြောင့်အမှုအပတ်ခံရသူဟာလူဖြစ်ရှုံးတဲ့သူပဲ60ကံကိုဖြစ်စေတဲ့အတိမြင်ကိုဘာကဖြစ်စေတယ်ဆိုတာဘယ်သူမှမဖော်နိုင်ကြလို့လွန်ကဲမှုကံဝဲလေတာလဲဘယ်သူမှမသိဖြစ်ပြီးတော့ဒီဝဲလေတာကိုပြတ်သွားအောင်လဲဘယ်သူမှမဖြတ်နိုင်ကြဘူး လူတွေဟာဖြောင့်မတ်တာကိုကြိုက်ကြပြီးမဲ့လို့ဖောက်ပြန်တဲ့ဝဲလေတာကိုမရက်နိုင်ကြတော့ဖြောင့်မတ်တာကိုဟိုဟိုလိုလိုဒီလိုလိုပြပြီးတော့လူမသိနိုင်ရစီကြမှာဖြစ်မှာလို့ပဲညွန်နေကြတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့အတိညာဉ်လို့ခေါ်တဲ့ပညာမရှိလို့ပဲ။67လုံရင်လုံလို့ဖြစ်တဲ့ဟာကိုအကျိုးလို့မပြောနဲ့။လုံလို့ဖြစ်တာကအလုတ်ခံရတဲ့အကျိုးဟုတ်ပြီနော်။အဲ့ဒီလိုပဲ။ အလုတ်ခံရတဲ့အကျိုးကိုအကျိုးလို့မမှတ်နဲ့လုတ်တဲ့အကျိုးကိုအကျိုးလို့မှတ်ရမှာလုတ်တဲ့အကျိုးကိုအကျိုးလို့မှတ်ရတာလည်းပဲလုတ်လို့ကိုပါကြီးဖြစ်တာမဟုတ်ဘူးလုတ်တဲ့ဟာကြီးကပတ်နေတာကိုခံရတာဟာအကျိုးပဲကောင်းတာလုတ်တော့ကောင်းတာလေးကလာပတ်တာပေါ့မကောင်းတာလုတ်တော့လည်းမကောင်းတာလေးကလာပတ်နေတာပေါ့အဲ့ဒါကြီးအတိုင်းမပြောင်းမပြက်ဖဲနဲ့ဆက်လက်ပြီးတော့ရှိနေတဲ့အတိုင်းစိတ်ကြီးကပါပြီးတော့နေရတာဟာအဲ့ဒါအကျိုးဖြစ်နေတာပဲ60နှစ် မတိတာကဘယ်လိုတုံးဆိုမတိတာကလွယ်လွယ်မမာတိတာဗျမတိတာလို့သာပြောရတာလွယ်လွယ်မမာကြီးတွေတိနေတာဘာဖြစ်လို့လဲဆိုဒီကိုကြီးကိုအရင်ဘဝကလုတ်ခဲလို့လို့လွယ်လွယ်မမာတိလိုက်တာမဟုတ်လားဗျအမြင်မှားတာနော်နောက်တခါကိုပြုတ်လိုက်တဲ့ဟာကလည်းတေပြီးနောက်မှဖြစ်မှာလို့ဆိုတာကလွယ်လွယ်မမာတိလိုက်တာမဟုတ်လားဗျမတိတာမဟုတ်ဘူးလွယ်လွယ်မမာတိလိုက်တာနော်ပြောမယ်ဆိုရင်တော့လွဲမှားတိတဲ့အချက်နှစ်ချက်ကြောင့်ကျုပ်တို့ သဘောတရားတွေမှားတယ်လို့ဒီလိုပြောရမယ်เนาะတို့တို့ကသဘောတရားမှန်မှကိလေသာကငြိမ်းမှကိလေသာငြိမ်းမှကံကလည်းမပြုတ်မှကံနေ ပြုတ်မှလည်းပဲဥပဒံနဲ့ခန္ဓာတွေကငြိမ်းမှကိုပြเนาะ63မတရားရဲ့ပြောင်းမြန်ဖြစ်တဲ့တရားကိုခိုင်မာလာဖို့အတွက်ငြင်းမြန်လာဖို့အတွက်ကံနဲ့ဝိဘက်ဆက်ပုံကိုတော့ဖြစ်ပီပီတတတည်တည်ချာချာမြင်ကြမြင်ရ လေညင်ကြစို့လို့ဒီလိုမျိုးကလေးကျုပ်တို့မြင်းမြင်းမြန်မြန်ပြောချင်တယ်ဗျာ64ရန်ခတ်သိန်းတို့ရဲ့ကိုယ်ရာစီကိုရောက်ချင်တယ်လို့ဆိုတဲ့သူဟာသွားရမှာပဲသွားရမယ်လို့ဆိုလို့ရှိရင်သွားတဲ့လမ်းကိုသိရမှာပဲသွားတဲ့လမ်းမသိဘဲနဲ့သွားတယ်ဆိုတာမဖြစ်နိုင်ဘူးမသွားဘဲနဲ့လည်းရန်ခတ်သိန်းတို့ရဲ့ကိုယ်ရာစီကိုမရောက်နိုင်ဘူးရန်ခတ်သိန်းတို့ကိုယ်ရာစီကိုရောက်တယ်လို့ဆိုတဲ့သူဟာသွားတဲ့သူပဲ65 ဘာသာတရားဆိုတာဟာလူဘဝရဲ့အလင်းရောင်ဖြစ်တယ်လို့ဆိုတဲ့ဟာကလေးကိုတည်တည်ချာချာကလေးကိုကနေသိထားရမယ်။အဲ့ဒီတော့ငါဟာအခုဘာသာတရားကထွန်းညိပေးတဲ့အလင်းရောင်ကိုရရှိပြီးပြီလား။အဲ့ဒီအလင်းရောင်ကိုငါဘဝထဲမှာကောင်းလို့ရရအတွက်အသုံးချနိုင်နေပြီလား။အဲ့ဒါကိုစစ်ကြောကြည့်ရမယ်။ 66. "จุตุก็ဘယ်လောက်ကောင်းမွန်တဲ့သဘောတရားကြီးကိုဖြန့်ဝေပါတယ်၊ချီးမြှောက်ပါတယ်၊ပေးကမ်းပါတယ်လို့ဆိုနေနေ။အဲ့ဒီရှေးဘဝနောက်ဘဝလို့ဆိုတဲ့လူကိုလွန်သွားတဲ့ လူကိုကြော်သွားတဲ့အတွေးခုံမျိုးတွေတွေးခုံနေပြီလို့ဆိုရင်ဘာမှလုပ်လို့မရတော့ဘူး။ဘာဖြစ်လို့တုံးလို့ဆိုတော့လူမှန်ဖြစ်နေတာကောင်းကျိုးပဲဖြစ်ဖြစ်ဆိုးပစ်ပဲဖြစ်ဖြစ်ဒီမှာပြုလုပ်လို့ဖြစ်တာဆိုတာကိုအရင်ခံယူရမှာ69တရားဓမ္မတွေကဘယ်ခါမှတုံးဖို့မှလည်းမဟုတ်ဘူး။ဘာတုံးဖို့မှလည်းမဟုတ်ဘူး။ဘယ်ခါမှအစွမ်းထက်ဖို့လည်းမဟုတ်ဘူး။ဘာစမ်းထွက်ဖို့မှလည်းမဟုတ်ဘူး။အခုရောက်နေတဲ့လူဘဝစားရေးဝတ်ရေးနေရေး ပေါင်းတင်ဆက်ဆံရေးအဲ့ဒီအရေးအရာတွေမှာအတုံးချဖို့အတွက်သာဖြစ်တယ်။အစွမ်းထက်တယ်ဆိုရင်လည်းပဲအဲ့ဒီအရေးအရာတွေမှာပဲအစွမ်းထက်ရမှာဖြစ်တယ်။68လူကတော့မျောပြီဆိုရင်မသိတော့ဘူး။အကျိုးရုပ်တယ်ဆိုရင်လည်းပဲအဲ့ဒီရုပ်တာကြီးကကိုဖြစ်နေတော့ဘယ်လိုအကျိုးရုပ်တာမှန်ကိုမသိဘူး။အကျိုးရှိတယ်ဆိုရင်လည်းပဲမတော်တဆကောင်းတာကိုထိုင်မိလို့အကျိုးရှိရင်လည်းပဲအကျိုးရှိတာကြီးထဲမှာကိုရောက်နေတဲ့အတွက်အကျိုးရှိတာကိုလည်းမသိဘူး။ ။ဘာကြောင့်အကျိုးရှိမှန်းလဲမသိဘူး။ဘာကြောင့်အကျိုးရုပ်မှန်းလဲမသိဘူး။အဲ့ဒီလိုဖြစ်နေတယ်။69တကယ်တော့ကိုကိုကိုမသိတာလောက်ဆိုတာကတော့မရှိဘူး။အဲ့ဒီလိုမသိတော့စီးရှိတယ်မှန်းလဲမသိ။ငါမြင့်မြတ်ရာစီကိုတွားကျင်ရင်ဘယ်စီးကနေတွားရမှာလဲ။ငါနှိမ့်ကြရာစီကိုမရောက်ချင်ဘူးဆိုရင်လည်းဘယ်စီးကနေမရောက်အောင်နေရမှာလဲဆိုတာကိုမသိကြဘူး။ဒါကလေးကိုသိတယ်ထင်ပြီးတော့ဟိုတိုးဒီတိုးစံတဝါဝါနဲ့နေတာမျိုးမဖြစ်ဘဲနဲ့တိတိထင်ထင်နဲ့တွားကြစီခြင်းနဲ့ 80ဘာသာတရားဆိုတာကအမှုမဲ့အမတ်မဲ့ပစ္စည်းကလေးလို့မထားပေးကြပါနဲ့ဒီကနေ့လောက်ဖြစ်ထွန်းနေတာကတော့ဘာသာတရားရဲ့အကူအညီ အထိုက်လျောက်ပါမှာဖြစ်ပေမဲ့တော့ခစ်ရဲ့အကူအညီပဝင်းကျင်တူတက်မှုရဲ့အကူအညီနဲ့ကိုဖြစ်နေတာလို့ဒီလိုမျိုးလေးပြောရမယ် အဲ့ဒီတော့ခေရဲ့အကူအညီဝန်းကျင်ရဲ့အကူအညီကိုယ့်ရဲ့ငယ်ရဲ့နှုတ်ပြမှုအားအင်ရဲ့အကူအညီဒီအကူအညီလေးနဲ့ဖြစ်ပွားနေတာဆိုတော့ဟောတာကလေးပြက်ယွင်းသွားလိုက်ရင်ဒါကလေးတွေအချိန်မကိုက်သွားလိုက်လို့ရှိရင်ကိုမှောက်သွားမယ်အဲ့လိုမျိုးမဖြစ်ရလေအောင်ဘာသာတရားကိုကိုကနေပြီးတော့ဟာငါအတွက်ဘာမှအတုံးမကြတဲ့ဟာမဟုတ်ဘူးတကယ်ငါဘဝရဲ့လမ်းညွန်ဖြစ်တယ်လို့ကိုကနေပြီးတော့တိတိကျကျသဘောထားရမယ်ခုနစက်တဲ့ ဘာသာတရားကိုကိုကချင့်ကက်ရတယ်ကိုထီလက်ရောက်တကယ်ကို ချင့်ကက်နေရပြီ ချင့်ကက်နေရပြီမဲ့လို့ကိုကိုထီလက်ရောက်ချင့်ကက်တာချင့်ကက်နေရတယ်အဲ့ဒီကထွက်လာတဲ့အကျိုးဆိုလို့ဖြင့်တစုံတရာဘာမှမခူးရမဆွတ်ရဘူးမရိပ်ရမသိမ့်ရဘူးဆိုတာကိုမဖြစ်ပါစေနဲ့80နှစ်လူရယာအာယုန်တွေကိုတိကျတဲ့အခါမှာအာယုန်တွေရဲ့ပမာဏအမှန်တိုင်းတိကျတာမဟုတ်ဘဲနဲ့သူတို့အသည့်ရဲ့ပမာဏအတိုင်းတိကျတာပဲ သူတို့အတိကလည်းပဲသူတို့ပြောပြနေကြတာအတိုင်းသိကြတာဆိုတော့အဲ့ဓာတွေကအပိုတွေအလူတွေပြောပြနေကြရင်သူတို့သိစရာတွေကြတော့လည်းပဲအပိုတွေအလူတွေကိုသိကြတော့တာပဲ83ကိုယ့်ရဲ့ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုတွေမှားရင်လောကနစ်နာမယ်အဲ့ဓာတွေမှန်ရင်လောကကငြိမ်းချမ်းမယ်အဲ့ဒီနစ်နာတာငြိမ်းချမ်းတာတွေထဲမှာကိုယ်လဲပါတယ်သူလဲပါမှာပဲဒီတော့ကိုယ့်ရဲ့သူရဲ့ရေတွက်စရာ ရှိသေးလို့လားဗျာ84 အမိုက်ပုံတွေကအမိုက်တစ်ဖက်ကိုကောက်ယူရင်ကြိုင်တဲ့အမိုက်တွေကအမိုက်ပုံတွေမှာပဲကြံခဲ့တယ်လို့အချင်းချင်းအချိတ်ဆက်မရှိတဲ့လူတွေစုနေတာဖြစ်ရင်လူလောကလို့မခေါ်တိုက်ဘူး85အဘာဒဆိုတာအနာယောဂါရဲ့နာမည်ပါပဲအနာယောဂါဆိုတာရုပ်တွေဖောက်ပြန်တာလောက်ကိုပဲအတိများကြပါတယ်ဝေဒနာတင်ညာသင်္ခါရဝิญဉဏ်ဏ်ရုပ်ဖောက်ပြန်တဲ့အနာယောဂါဆိုတာတက်တက်မတ်မတ်တိတက်ခဲကြပါတယ်ကံတွေဖြစ်တာတွေကအနာယောဂါတွေဖြစ်တာပါပဲ။ ကာမယူပအယူပကုတုအကုတုကံတွေအလုံးဟာဒုက္ခရိယသစ္စာမြောက်ကြတာတွေပဲဖြစ်တယ်ဒုက္ခရတာဟာအနာယောဂရတာဖြစ်လို့အဘာအဘာဒါရလို့ပြောတာပါပဲ86လူဟာလူအကျိုးပြုရမယ့်အလုပ်တွေကိုလုပ်ရမှာပါအသေးဖွဲလုတ်ကစပြီးတော့အကြီးမားလုတ်တွေအထိ လုတ်ခွင့်ရတာတွေကိုမနာတမ်းလုတ်ရမှာတွေပါပဲအမိုက်လေးတန်ရှင်းထမင်းဟင်းချက်ဈေးဆက်တလို့အလုတ်တစ်ခုနဲ့တစ်ခုဆက်နေအောင် လုတ်ရ လောက်ကြရမှာတွေပဲလူအားအားနေတယ်နားနေတယ်ဆိုရင်အဲ့ဒီလူစီမှာရှိတဲ့စက်တရေတွေဟာအနှုတ်ပြနေတာတွေပါပဲတေတဲ့ ठी မနာတန်လှုပ်သွားကြတဲ့သူတွေဟာဂုံပြုတ်ခံရတဲ့သူတွေဖြစ်ပါတယ်တရားဓမ္မဟာ89တရားဓမ္မဟာနှိုးပေးတာအတိုင်းနှိုးနေသူတွေဟာအလုတ်ကင်တွေမှာမပြင်းပါဘူးလူလောကကိုကျေးဇူးပြုမှတွေလုပ်နေရတာသိလို့ပါပဲလောကကိုကိုတက်အားသမီးနဲ့စောင့်ရှောက်တာဟာကိုကိုကိုစောင့်ရှောက်တာပါပဲ။ လေပေါ်မှာနေပြီးတော့လေကိုလှော်ခတ်ရတာလိုပါပဲလေမရှိရင်ရေပေါ်မှာနေလို့မရတယ်လို့မလှော်ခတ်ရင်လည်းဘဲမှရောက်မှာမဟုတ်ပါဘူး88ကံလေးမျိုးနဲ့တမျိုးမျိုးလှုပ်လို့ရှိရင်ကောင်းတယ်လို့အမြင်နဲ့အတွေးတွေဟာကိလေသာပါပဲကိုလှုပ်တာကသူများနဲ့နာတာဖြစ်တော့ကာမအကုတုကံကိုအနစ်နာခံတော့ကာမကုတုကံအတိမဲ့နေတာလှုပ်တော့ယူပကုတုကံအရှိမဲ့နေတာလှုပ်တော့အယူပကုတုကံပဲ89 လူဟာတိတယ်ဆိုတာလူကောင်ကြီးကိုတိရတာမဟုတ်ဘူးအဲ့ဒီလူကောင်ကြီးပုံမှာအဖြစ်ပြက်နေတဲ့အဖြစ်ပြက်တွေကိုတိရတာပဲအဲ့ဒါကိုမသိဘူးလို့ဆိုရင်ဘာမှမသိသူဖြစ်တာပဲဗျ80လူလောကကိုလူဆိုးဖြစ်တယ်လူကောင်းဖြစ်တယ်ဆိုတာဘာနဲ့ခွဲတယ်လဲကိုပြုတ်မှုနှုတ်ရဲ့အပြောအဆိုစိတ်နေစိတ်ထားဖြစ်တဲ့မျက်နာကိုလက်ဟန်ပန်နေနဲ့အကောင်းဆိုးနဲ့ပဲခွဲကြရတာမဟုတ်လားဒါတွေကနေလွတ်ပြီးတော့လူကောင်းလူဆိုးခွဲเสียရမှရှိဘူး ဒီတော့ကောင်းမှုကုသိုလ်ဖြစ်အောင်အပျော်ပြုအနေတွေဆိုးဆိုးဆာဆာမဖြစ်အောင်စောင့်ရှောက်နေဖို့တော့ဒီလိုနေတာဟာကုသိုလ်ပွားတာပါပဲ87ကိုကျင့်သီလကောင်းမွန်မှုမပါဘဲနဲ့စီးပွားတွေရှာကြပညာတွေစီးပူးကြတာတွေလုပ်ကြတယ်ဒီသူတွေဟာအိပ်ပေါက်နဲ့ဖားကောက်တယ်ဆိုတာလိုတိဆောက်ရင်းနဲ့ပြိုလဲခံကြရတာပဲကိုကျင့်သိက္ခာကောင်းမွန်မှုဟာလူရဲ့အဖို့တန်ဖြစ်ဖို့အတွက်အရေးကြီးဆုံးအရင်းမြစ်ပါပဲ87 ဥစ္စာတို့ပညာတို့ဟာခက်ကျက်နဲ့တိုးနေလို့ရှိရင်အဲ့ဒါတွေနဲ့လူရဲ့အဖို့တန်လုတ်ဖို့ခက်မှာပါပဲအခြေအနေတွေက ပေးမှပဲရနိုင်မှာတွေဖြစ်ပါတယ်82လူတိုင်းဟာကိုကမယိုးသားသူဖြစ်ခြင်းဖြစ်ပါစေကို့အပေါ်ယိုးသားသူကိုမျက်နှိုးပါတယ်ကိုကတစ္ဆာပြက်လုပ်ငန်းတွေကိုလုပ်ခြင်းလုပ်ပါစေ ကို့အပေါ်တစ္ဆာရှိသူကိုတော့မျက်နှိုးကြပါတယ်ဒါဟာလူလိုလူတွေရဲ့ delay ပါပဲယိုးသားအောင်တစ္ဆာရှိအောင် နေတာဟာကောင်းမှုကုသိုလ်တွေပါပဲ63 မသိတဲ့သူကအပြစ်တင်ခံရရင်အပြစ်တင်သူကိုပဲအပြစ်ပြန်မြင်မှာပါပဲသူ့အပြစ်ကိုတော့သူမမြင်ပါဘူးကိုဖြစ်နေရင်လည်းဒီတိုင်းဖြစ်မှာပါပဲအပြစ်လုပ်တဲ့အတွက်အပြစ်ကဖြစ်နေပါပြီအပြစ်သားပေါ့သူကိုယ်တိုင်ကသူ့ရဲ့အပြစ်သားဖြစ်နေတော့သူကအပြစ်ကြည့်ရသူဆိုတော့အမြင်ခံရတဲ့အပြစ်ဆိုတာမမြင်တော့တာပါပဲမိန်လာချင်းကြီးတွေကရွှန်ရှာဆက်ဆုပ်เสียရပါပဲဒါပေမဲ့ဒါတွေကိုတင်းသူအနေနဲ့ဆက်ဆုပ်เสียရမဟုတ်တော့တယ်လို့ပါပဲဒီတော့ အပြစ်ပြုသူကိုတောင်အပြစ်မြင်ပြီးတော့အာဃာတတွေထားမနေကြတော့ပဲအပြစ်ကနေခွင့်လွတ်တဲ့ဆက်ဆံရေးတွေနဲ့ဆက်ဆံကြရမှာပါဒီလိုဆက်ဆံလို့ရှိရင်အပြစ်ပြုသူကလည်းသူ့ရဲ့အပြစ်ကိုသူပြန်ဆင်ခြင်ပြီးတော့အပြစ်ကိုသူကိုယ်တိုင်မြင်နိုင်သူဖြစ်ပြီးဒီအဖြစ်မျိုးနောင်မပြုတ်မိအောင်ရှောင်ရှားတော့မှာပါပဲရံမလို့မှရံပြူတယ်ဆိုတဲ့စကားကိုရှေးခါကလေးကပြောခဲ့ကြတာရှိတာပဲ84 ကိုနဲ့တည်ရတဲ့သူတွေမှာကိုကမခေါ်ခြင်းမပြောခြင်းမဆက်ဆံခြင်းသူရှိမနေအောင် ကုသူတရားတွေပွားများရပါမယ်။ကိုကိုမခေါ်မပြောမဆက်ဆံခြင်းသူလည်းဒီလိုပဲမရှိနေအောင်ကုသူတရားတွေစူးစမ်းပြီးတော့ပွားများကြရပါမယ်။အထူးအဖြစ်ကိုကိုခေါ်ခြင်းပြောခြင်းဆက်ဆံခြင်းနေအောင်နဲ့ကိုကလည်းခေါ်ခြင်းပြောခြင်းဆက်ဆံခြင်းနဲ့အထိကုသူတရားတွေကိုဂရုတစိုက်နဲ့ပွားများကြရမှာပါ။85ဆက်ဆံခြင်းစရာမကောင်းသူကိုအလေးထားပြီးတော့ကုသိုလ်တရားပွားများဆက်ဆံရပါလိမ့်မယ် ကိုပွားများတဲ့ကုသိုလ်တရားဟာတဖက်သားရဲ့ဆက်ဆံခြင်းစရာမကောင်းတဲ့အနေထားကိုလွင့်ပါပျောက်ဖြတ်တဲ့ဆက်ဆံခြင်းစရာကောင်းလာအောင်စွမ်းဆောင်တာဖြစ်စီရမှာပါကိုရဲ့အပြောဆိုဘာလို့တလဲဘာပို့တလဲလူတာပို့တာကိုဖြည့်ရှင်းမှာဝန်ခံမှာအပြုတ်မှုအနေထိုင်လဲဒီလိုပါပဲကိုကြောင့်တဖက်သူမှာနည်းနည်းမှစိတ်စနိုးစနောက်မဖြစ်ရအောင်ပြော့ပြောင်းသူဖြစ်ရမှာပါ86အဖေမေကိုအဖေမေလို့ညီ အကူအမညမမောင်တွေကိုလည်းအကူအမညမမောင်တွေလို့ဆွေမျိုးမိတ်တင်ကဟတွေကိုလည်းဆွေမျိုးမိတ်တင်ဟင်ကဟတွေလို့အကျိုးအပေါက်အပြောက်အကျမရှိအောင်သူတို့မကောင်းနေကြရင်လည်းမကောင်းနဲ့မတုံ့ပြန်ဘဲနဲ့ခွင့်လွတ်ပြီးတော့ကောင်းကောင်းဆက်ဆံနိုင်ဖို့လုပ်ကြရမှာပါ။လင်နဲ့မြန်းသားသမီးနဲ့မိဘတွေလည်းဒီလိုပါပဲ။မှားရင်ပြင်ဖို့စိတ်မွေးကြရမှာပါ။ မားတာတောင်ပြင်ဖို့စိတ်မရှိဘူးဆိုရင်လည်းမတိသေးလို့မရှိတာလို့သိပြီးတော့အဲ့ဒီစိတ်မရှိသူကိုအပြစ်မတင်ပဲခွန့်လွတ်ပြီးတော့ပြင်တဲ့နေ့ကိုစောင့်ရမှာပါတနေ့မလွဲမသွေပြင်လာမှာပါပဲကိုကိုကလေးမှာရန်သူမရှိမိษွေသားရှိတယ်လို့မှတ်နိုင်တဲ့အထိကုသိုလ်တရားတွေကိုဒီခက်ကြက်ကြီးတွေကကြုံနိုင်တဲ့ထွက်ပေါက်အဖြစ်ပွားများကြစီခြင်းပါတယ်ရှစ်ဆက်ခွန် လူကမတွက်လက်တော့ဘူးကွာမတွက်လက်တော့ဘူးဆိုတို့လဲအိုနေပြီနော်တို့မသေးခင်အတွင်းရအောင်လုပ်ကြပြနော်ဘာမှကိုမရတာရှိကိုမရှိဘူးဆိုတာမျိုးလူတိအောင်တက်အောင်လုပ်ကြပါနော်တကယ်ကိုဖရားရဲ့တရားခက်လဲမဖက်ခတ်ပါဘူးကွာနော်ခက်လဲမခက်ဘူးဆိုတာပိကက်သုံးပုံကြီးလုံနေရင်ခတ်တာပေါ့နော်ဖရားဟောသမ ्या တွေအကုန်လျှောက်ပြီးတော့စောင်းထားရရွတ်ဖက်ရတာဆိုတော့လဲခတ်တာပေါ့နော်ဖတ်နိုင်ပါမလားပေါ့ ဖတ်တော်ရောသိနိုင်ပါမလားပေါ့အဲ့ဒါဖတ်တာကြီးကိုပဲလုံနေတာဗျနော်သူတို့လည်းမသိလို့လုံနေတာကွာနော်တကယ်သာဖရာရဲ့အရိယာတစ္ဆာကိုသူတို့သိကြတယ်ဆိုရင်ဘဲအဲ့ဒါကြီးရွတ်နေမှာတော့တော်တော်ကိုသူတို့လည်းဝင်လေးစရာကြီးလို့ရွတ်နေတယ်လို့ဘာအကျိုးရှိလဲဆိုဘာမှအကျိုးမရှိဘူးနော်ငါတို့ရဲ့ဖရာကဆိုရင်ဖြစ်ပြောခဲ့တဲ့စကားတခွန်းရှိတယ်ပါတဲ့ယဟန်တို့ရေပေါ့